္ဂလာပါအခုတခါမှာတော့ VK account ဖွင့်နေကိုမေးထားတဲ့မိတ်ဆွေတွေအတွက် VK account ဖွင့်တဲ့နေလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ VK account ဖွင့်နေကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာ VK software လေးပေါ့နော်မရှိသေးဘူးဆိုရင်တော့ Play Store မှာသွားပြီးတော့ install လုပ်ပြီးတော့မိတ်ဆွေတွေရဲ့ဖုန်းထဲကိုထည့်လိုက်ပါမရှိတဲ့ဖုန်းနဲ့ကို VK software လေးထည့်ပြီးပါပြီဆိုရင်တော့ VK software လေးကိုတစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ဒီအောက်နာက sin x ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကထိုင်းဖုန်းနံပါတ်နဲ့ဘူဂီအကောက်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကထိုင်းကိုရွေးချယ်ပေးလိုက်မယ်ပြီးရင်တော့ဒီနေရာမှာ ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါဒီနေရာမှာဖုန်းနံပါတ်ကိုထည့်ပြီးပါပြီဆိုလို့ရှိရင်တော့အောင်နာက continue ကိုနှိပ်လိုက်ပါ ပြီးတော့ဒီအောင်လာက continue ကိုနှိပ်ကမှာဖြစ်ပါတယ်ပြီးရင်ဒီလိုလေးပေါ်လာရင်အလောင်းကိုနှိပ်ပေးလိုက်ပါပြီးရင်ကျော်တို့ရဲ့စင်ကတ်စီကိုကုတ်ကနန်ပို့ပြီးမှာဖြစ်ပါတယ်အဲ့ကျော်တို့ရဲ့စင်ကတ်ကိုပို့လာတဲ့ကုတ်ကနန်6လုံးကိုဒီနေရာမှာရိုက်ထည့်ပေးလိုက်ပါ ပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ VK အကောင့်နံပါတ်ပေါ့နော်မိတ်ဆွေတို့အတိုင်းနှစ်သက်ရကိုဒီမှာရိုက်ထည့်ပေးလိုက်ပါအဲဒီအပေါ်မှာကျွန်တော်တို့ first name ကိုထည့်မယ်ပြီးဒီအောက်က last name ကိုနှိပ်ပြီးတော့နောက်ထပ်နံပါတ်တစ်လုံးကိုရိုက်ထည့်ပေးမယ်ဒီပုံမှန်နာမည်ရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီနေရာမှာယောက်ျားမိန်းမကိုရွေးချင်မယ်ကျွန်တော်ကယောက်ျားဆိုတော့မိကိုပဲရွေးချင်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာဘတ်ဒီကိုထည့်မယ် ပတိဟုထည့်မယ်ဆိုရင်ဒီနေရာကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီနေရာမှာရက်ရလရဲ့နှိပ်ရဟုတ်ထည့်ပြရမယ်ရက်ဆိုရင်တော့တရက်ဆိုရင်တော့၃ည၁ပေါ့နော်နှစ်ရက်ဆိုလို့ရှိရင်၃ည၂ဒါမှမဟုတ်လို့၁၀ရက်တို့၁၁ရက်တို့ဆိုရင်တော့၃ညခန့်စရာမလိုဘူးပေါ့နော်အဲဒီနေရာမှာထည့်ပြလိုက်မယ်နော်ကျွန်တော်တို့ဒီနေရာမှာတရက် 3လဆိုတော့ကျွန်တော်က3လထည့်လိုက်တော့ तू ကဇန်နဝါရီဖေဖော်ဝါရီမတ်ပေါ့နော်အဲမတ်လကို तू ကအော်တိုပြောင်းပေးလိုက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ရက်ရက်လရက်နှစ်ရက်ကိုထည့်မယ်ပြီးွားရင်အောင်နာက continue ကိုနှိပ်မယ်ခုနကကျွန်တော်တို့ဘတ်ဒီထည့်တဲ့နေရာမှာ ကျွန်တော်တို့ထည့်လိုက်တဲ့ဘတ်ဒီကအခုခုနှစ်တက်ကလေးနဲ့တွက်လို့ရှိရင်16နှစ်ပြည့်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာတော့ကျွန်တော်တို့ password တစ်ခုကို ထည့်ပေးရမှာဖြစ်ပါတယ်ပတ်စဝတ်ကိုခဏ၈လုံးပြည့်အောင်ထည့်ပေးပါဒီနေရာမှာပတ်စဝတ်ကိုထည့်ပြီးပြီဆိုရင်တော့ဒီအောက်နားမှာလည်းဒီအပေါ်မှာထည့်ခဲ့တဲ့ပတ်စဝတ်ကိုပဲပြန်ပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာပတ်စဝတ်ကိုထည့်ပြီးပြီဆိုရင်တော့ဒီအောက်နားက continue ကိုနှိပ်မယ် ကျွန်တော်တို့ရဲ့ password ကိုကျွန်တော်တို့ကဒီအပေါ်က Gmail ထဲမှာ save ထား save ထားမယ်ဆိုလို့ရှိရင်တော့အောက်လာက save ကိုနှိပ်ပါကျွန်တော်ကတော့မ save တော့ဘူးဆိုတော့ never ကိုပဲနှိပ်လိုက်မယ်ဒါမှမဟုတ်ရင်လည်းအမျှလေးနှိပ်ပြီးတော့ပြန်လိုက်လို့ရပါတယ်ပြီးရင်ဒီ asset along asset to location ဆိုတဲ့နေရာမှာ second နဲ့ပဲကြော်သွားလိုက်မယ်နော်ပြီးရင်အောက်လာကနှိပ်ကိုနှိပ်မယ်ပြီးရင် allow နှိပ်မယ် ပြီးရင်ဒီနေရာမှာ skip ပဲနှိပ်လိုက်မယ်ပြီးရင် skip ကိုပဲနှိပ်ပြီးတော့သွားလိုက်မယ်ယူအဲဒီနေရာမှာတော့ကိုကိုကဘယ်လိုဗီဒီယိုမျိုးတွေကြည့်မလဲပေါ့နော်အဲဒီနေရာမှာကိုစိတ်ဝင်စားတဲ့အရာ၃၄ခုလောက်ကိုရွေးချယ်ပေးလိုက်ပါအဲဒီနေရာမှာ entertainment အဲ movie တို့အဲဒီနေရာမှာပေါ့နော်ကိုကြိုက်နေတဲ့ရာ support ကြိုက်ရင်လည်း support ပေါ့နော် ဗီဒီယိုဂိမ်းကြရင်လည်းဗီဒီယိုဂိမ်းပေါ့ဒီနေရာမှာကိုကြက်နှစ်သက်ရာကိုအဲလိုက်ပြီးတော့နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီအောက်နာကနှိပ်ကိုနှိပ်လိုက်ပါဒီနေရာမှာဟိုအရှိမနှိပ်ခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်တို့နှစ်ခုသုံးခုလောက်ကိုနှိပ်ပေးလိုက်ပါကျွန်တော်က movie ပေါ့နော်ဗီဒီယိုတွေကြည့်မှဆိုတော့ movie ကိုနှိပ်မယ်ပြီးတော့ဒီအောက်မှာ MI ကိုနှိပ်မယ် ြီးတော့ mobile game တွေပါတွေနှိပ်လိုက်မယ်ပေါ့နော်အဲဒီနေရာမှာကိုကျိုင်းနှစ်သက်ရလေးတွေလိုက်ပြီးတော့နှိပ်ပြလိုက်ပါပြီးအောင်နာကဆေးကိုနှိပ်မယ်ဒါဆိုလို့ရှိရင်တော့ VG အကောက်ကိုကျွန်တော်တို့ဖွင့်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုကြိုက်တဲ့တက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပြီးကိုမမေ့ပါနဲ့เนาะ